မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါတယ်ရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်အစီအစဉ်ခံတင်ဆက်ပေးနေပါတယ်ရှင် ရှိခတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ပေါန့်တလဲနဲ့ညောင်လေးပင်မြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ဘကိုတိုင်းပြည်မြို့နယ်ပေါန့်တလဲမြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား3ဦးသေဆုံးခဲ့ကြောင်းပေါန့်တလဲမြို့နယ်ပြည်သူ့ကော်ရီတပ်ဖွဲ့ PPDF 3631တရင်စစ်ထောက်လမ်းရင်းနှင့်သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရူကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည် ဧပြီလ23ရက်နေ့နေ့9နာရီချိန်ပေါင်းတလဲမြို့နယ်တပြည့်တောင်ကုန်းနံပါတ်သို့နေမြေရှင်းလင်းရန်ထွက်လာသောအင်အား50ပါးစစ်တပ်စစ်ကြောင်းကိုတပြည့်တောင်ကုန်းနံထံတော်အနေအရတွင်ပြည်ခိုင်ပြည်သူ့ကော်မတီရေးဖွဲ့တပ်မတော်363ညတက်တရင်တက်ခွဲငါမရဲဘော်များကမိုင်းဆဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့သောမိုင်းဆွဲတိုက်ခိုက်မှုအတွင်းစစ်သား၃ဦးနေရာမှာပင်ပွေချင်းမိတိတ်ဆုံးပြီးခုနှစ်ဦးအပြင်ထန်တန်းရရရှိခဲ့ကြောင်းယင်းတန်းရရရှိသူများတွေတွင်ထပ်မံတိတ်ဆုံးနိုင်သူများလည်းရှိကြောင်းသိရှိရသည်။မိုင်းဆွဲခံရမှုကြောင့်တိတ်ဆုံးသောသောစစ်သားများနှင့်တန်းရရရှိသူများကိုပေါင်းတလဲမြို့ပေါ်မှဖောကားအဖြူရောင်ဖြင့်လာရောက်ပြီးညနေ9:40မိနစ်အချိန်တွင်ပေါင်းတလဲမြို့ပေါ်သို့တိတ်ဆောင်သွားကြောင်းသိရသည်။ ပြည်သူ့ကော်ရီတပ်ဖွဲ့များအနေဖြင့်စစ်ရေးအရှိန်မြင့်တင်တိုက်ခိုက်လျက်ရှိပြီးအချိန်မရွေးတိုက်ပွဲပြင်းထန်လာနိုင်သောကြောင့်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဤကန့်စွာနေထိုင်ခြင်း ကဆိုင်ကယ်နဲ့စာနဲ့ရိတ်ခါကိုငယ်ထောက်ပံ့ခြင်းများမပြုလုပ်ကြပါရန်အတိပေးမြစ်တာရက်ခံထားသည်။ထို့ပြင်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ရွှေကျင်မတောက်ကောင်းလမ်းပေါ်ရှိအကျန်းပန်းစစ်ကောင်းစီတပြက်ကိတ်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားတို့ဒေဆုံးခဲ့ကြောင်းမင်းနဂါစစ်ကြောင်းထံမှသိရှိရသည်။ရှမန်နေဧပြီလ24ရက်နနေ7:40မိနစ်ကညောင်လေးပင်မြို့နယ်ရွှေကျင်မတောက်ကောင်းလမ်းပေါ်၌အထိုင်ချတပ်ဆွဲထားသောတပြက်ကိတ်စကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပြကတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးစစ်သားတို့ဒိတ်ဆုံငယ်ကြောင်းသိရသည်အဆိုပါတိုက်ခိုက်မှုကို KNL တရင်ခုနှစ်နဲ့ပြည်သူ့ကော်မတီတမ်မတော်တရင်3033မိနကရဲဘော်များကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်ဆလဘီကျောက်ပရောင်းတွင်ပြည်သူစစ်ကောင်းဆောင်ထိန်းနိုင်ကိုတော်လင်းတပ်ဖွဲ့ကအရှင်ဖန်စီရရှိတော်လဲခုခံထပ်ပြေးရပြက်ကက်ဖန်စီစဉ်တိတ်ဆုံးဆိုတဲ့ရင်းကိုတင်ဆက်ပေးမှာပဲချင်း မန္တလေးတိုင်းကြော်ပရောင်မြို့နယ်ရင်းပြည်သူစေကောင်းဆောင်ထိန်းနိုင်ကိုတော်လင်းတပ်ဖွဲ့ကအရှင်ဖန်စီနိုင်တော်လဲခုခံထွက်ပြေး၍ပြစ်ခတ်ဖန်စီစဉ်သေဆုံးခဲ့ကြောင်းပုပ်ပန်းကော်ရလာ 4PGF တပ်ဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ22ရက်နေ့တွင်ကြော်ပရောင်မြို့နယ်လမ်းမိုင်းတနီယာ၌မင်းမို့မြို့နယ်ခလိုင်ယာ88လောက်ကန်ပြည်သူစေကောင်းဆောင်ထိန်းနိုင်နေအမျိုးသမီးတို့လိုက်ပါလာသောကားကိုပုပ်ပန်းကော်ရလာ 4PGF တပ်ဖွဲ့ကဖျဲသည့်တရင်ပေးချက်အရာဆောင်ကျဖန်စီခဲ့ကြောင်းသိရသည် ယ်။ထို့သောဘန်စီစဉ်ပြည်သူစစ်ကောင်းဆောင်ထိနိုင်တဲ့အမျိုးသမီးတို့သည်ခုခံထွက်ပြေးရန်ကြိုးစားသောကြောင့်တော်လန်ရဲဘော်များကပြစ်ခတ်ဖန်စီစဉ်တိုက်ဆုံးခဲ့ကြောင်းသိရှိရသည် ကျောက်ပရောင်းမြို့နယ်လမ်းမိုင်းတနေရာမှာဖရဲသည်တရင်ရကျွန်တော်တို့ရှောင်းတခင်ဝင်ရောက်ဆစ်ဆဲတာမင်းဘူးမြို့နယ်ခလာရ88လောက်ခန့်ပြည်သူဆက်ကောင်းဆောင်ထိန်နိုင်တဲ့အမျိုးသမီးတူတို့ကိုစောင့်ကြိုဖမ်းဆီးနိုင်ခဲ့ပါတယ်။သူတို့ကခုခံထွက်ပြေးဖို့ကြိုးစားလို့ပြစ်ခတ်ဖမ်းဆီးတာနေရာမှာပဲတည်ဆုံသွားတယ်ဟုပုံပေါင်းခွဲ Love PGF တပ်ဖွဲ့မှတောင်းရှိသူတူကပြောဆိုသည်။တည်ဆုံသောပြည်သူဆက်ကောင်းဆောင်ထိန်နိုင်ထံမှ၎င်းတို့မောင်းနေလာသောဘုံမူမင်းဝေကတစိနေတူကာပိုင်ချီ89ရောင်ခြေပေါက်တစ်ပေါက်ဘုံဒီတစ်လုံးအေ ကွန်တလုံးထားတဲ့ကြောင့်ဖုန်းလေးလုံးနဲ့ဝန်ထမ်းကဘက်တစိမ့်နဲ့ဆက်ဆက်ပစ္စည်းများတင်စီရမိပြီးထော်လင်းရဲပေါ်နှုတ်မစိုးရင်ရတန်ရအသေးသေးရရှိခဲ့ကြောင်းသိရှိရသည်။ ယခုတကတင်ဆက်ပေးမယ့်သတင်းကတော့ပေါန်းတလဲမျိုးပေါ်ကနေနေမြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့ဂျမ်ဘတ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာသုံးဦးသေခုနှစ်ဦးဒဏ်ရာရဆွဲတဲ့မဲ့ဖြစ်ပါရရှင်။ဘကိုးတိုင်းပြည်ခိုင်ပေါန်းတလဲမျိုးပေါ်ကနေနေမြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့ဂျမ်ဘတ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာသုံးဦးသေခုနှစ်ဦးဒဏ်ရာရသွားတယ်လို့363ကျတဲ့တရင်စစ်ထောက်လန်းရင်းနဲ့တရင်ပြန်ကြားရေးတောင်ငန်ရဲဘော်ရှဲတို့ကပြောပါရယ်။ပေါန်းတလဲမျိုးနဲ့တပြေတောင်ကုန်းနံဘတ်ကိုနေမြေရှင်းလင်းရန်ထွက်လာတဲ့ဂျမ်ဘတ်စစ်အင်အား90ပါစစ်ကြောင်းကို တပြေတောင်ကုန်းတန်းထန်တော်နာရောက်မှပြည်ခိုင်ပြည်သူ့ကော်ရီတပ်မတော်3637တပ်ရင်းတပ်ခွဲ9ကဧရလ23ရက်ညနေ9နာရီမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါမိုင်းဆွဲတိုက်ခိုက်မှုတွင်ချမ်းဘက်စစ်တပ်ဘက်ကနေနေရာမှရင်သုံးသိဆုံးပြီးခုနှစ်အပြင်ထန်တရားရရှိကတရားရရှိသူများထဲမှာလည်းထပ်ပြီးသိဆုံးနိုင်တယ်လို့ရဲဘော်ရှဲတို့ကပြောပါရယ်အကြမ်းမဲ့စစ်တပ်ရဲ့သိဆုံးလောင်းတွေနဲ့တရားရရှိသူတွေကိုပေါင်တလဲမျိုးဘော်ဘက်ကနေဖော်ကဖြူရောင်းနဲ့အလာရောက်တဲပြီးပေါင်တလဲမျိုးဘော်ဘက်ကိုပြန်လည်တင်ဆောင်သွား ားတယ်လို့ဆိုပါရယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအနေနဲ့စစ်ရေးအရှိန်မြင့်တင်လာတာနဲ့အများအချိန်မြေတိုက်ပွဲမှာပြင်းထန်စွာဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့နှီးစပ်စွာနေထိုင်တာကာဆိုင်ကနေစားနပ်ရိက္ခာကုညီထောက်ပံ့တာတွေမပြုလုပ်ကြဖို့တတိပေးထုတ်ပြန်ထားပါရယ်ရှကုဆလဘီဘူတလင်းမြို့နယ်ဂျူကုံကျေးရွာကိုစစ်တပ်ကဆက်တက်လေးဒီပြင်ပုံကျဲတိုက်ခတ်မှုပြည်သူနှုတ်သိဆုံးဆိုတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ။စကိုင်းတိုင်းဘူးတလေးမြို့နယ်ချိုးကုန်းကျေးရွာကိုစစ်တပ်ကစစ်တပ်လေဒီပြင်းပုံကျဲတိုက်ခိုက်မှု ပြည်သူမျိုးသိဆုံးကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ရှမန်နေအင်ကြီး၄၀၀နေပါရှိသည့်ဘူးတလေးမြို့နယ်ချိုးကုန်းရွာကိုစစ်တပ်ကစစ်တပ်လေဒီပြင်းပုံကျဲခဲ့ကြောင်းအဆိုပါပုံကျဲမှုကြောင့်ပြည်သူမျိုးသိဆုံးခဲ့ရပြီးတဦးတန်ရန်ရရှိခဲ့ကြောင်းသိဆုံးသူနှုတ်ဦးသည်အရက်သားများဖြစ်ပြီးတာမန်တောင်သူများဖြစ်ကြောင်းသိရှိရသည်။ ။ဘာတိုက်ပွဲမှမရှိဘဲနဲ့ကိုဆက်တက်လေရင်းနဲ့ပုံနှလုံးကျဲချသွားတယ်။အရက်သားနှုတ်သိဆုံးခဲ့ရတယ်။တဝူးပြန်ရပြင်းထန်ရရှိခဲ့တယ်ဟုချိုးကောင်းရသားတို့ကပြောဆိုသည်။စစ်ကောင်စီတပ်၏စစ်တပ်လေးတွေများမှမုံရခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်မှတက်လာခြင်းဖြစ်ပြီးနာမခကိုအခြေပြု၍ကနေပုတ်တလင်းရှင်မပင်နှင့်မုံရမြို့နယ်အတွင်းရှိကျေးရွာများကိုနေစဉ်လေးဆောင်တိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိကြောင်းသိရှိရသည် ဆလမီအာဆီယံဘုံသဘောတူညီချက်9ရက်ဟာစစ်ကောင်စီရဲ့ကြမ်းဖက်မှုတွေကိုရပ်တန့်မှုပြတ်ကွက်ခဲ့တဲ့အစီအစဉ်သာဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာဆီယံနဲ့မြန်မာစစ်ကောင်ဆောင်လူကြောင့်ထားရှိခဲ့တဲ့ဘုံသဘောတူညီချက်၅ရဟာစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်မှုပြက်ကွက်ခဲ့တဲ့ငြိမ်းချမ်းရေးအစီအစဉ်သာဖြစ်တယ်လို့ Justice for Myanmar ကပြောပါတယ်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းယူမှုပြီး2021ခုနှစ်ဧပြီလ24ရက်နေ့မှာအာဆီယံကောင်ဆောင်တွေရှေ့ဆုံးဖြတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုချင်းမင်းအောင်လှိုင်ကိုရိုင်းသဘောတူလက်မှတ်ရေးထိုးထားခဲ့တာပါဒါပေမဲ့အဲ့ဒီဘုံသဘောတူညီချက်၅ရဟာ၄နှစ်ပြည့်မြောက်သွားခဲ့ပြီမြေစစ်က ောင်စီဘက်ကသိတာတင်ရှားတဲ့အကောင့်တွေပုံမှုတွေမရှိခဲ့တဲ့အပေါ် Justice for Myanmar ကထောက်ပြလာတာဖြစ်ပါတယ်။ပုံသဘောတူညီချက်9ရက်ထဲမှာတော့ဖန်စီထားတဲ့နိုင်ငံကောင်ဆောင်တွေနဲ့နိုင်ငံရေးကျင်းသားတွေကိုပြန်လွှတ်ပေးဖို့အကြံဖတ်မှုတွေရက်ဆိုင်ဖို့သက်ဆိုင်ရာလူ့ဖွဲ့စည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့စတဲ့အချက်တွေပါဝင်ပါတယ်။ အာဆီယံရဲ့ငြိမ်းချမ်းရေးအစီအစဉ်မအောင်မြင်မှုနဲ့ဒုစက်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဆက်ရှိနေပေမဲ့အာဆီယံနဲ့ဖွဲ့ဝင်နိုင်ငံတွေရောစက်ကောင်ဆောင်တဲ့ထိတွေ့ဆက်ဆံမှုကိုဆက်လက်လှုပ်ဆောင်နေတာပါ။ဒါပြင်မြန်မာနိုင်ငံအတွင်းရှိအကျပ်ဒဲရီဖြည့်ရှင်ရေးအထောက်မှုတွေကိုဥဆောင်နေကြောင်းပြောဆိုနေပေမဲ့လက်တွေ့မှာတော့အခြေအနေတွေကိုပုံမဆိုးဝါးစေပြီးနိုင်ငံတကာရဲ့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေကိုပိတ်ပင်နေတာလို့ Justice for Myanmar ကဆိုပါတယ်။ ဧပြီလ18ရက်နေ့ကအာဆီယံအလဲကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကငလင်ချောင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် စစ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာပါအလားတူအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကိုလည်းဧပြီလ18ရက်နေ့မှာအွန်လိုင်းကနေပထမဆုံးတရားဝင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။တခြားစီတွေ့ဆုံမှုတွင်မလေးရှားဝန်ကြီးချုပ် NY Ibrahim ကမြန်မာနိုင်ငံမှာလှည့်ညင်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်တွန်းအားပေးတောင်းဆိုမှုတွေနဲ့ငလျင်ပေးပြီးအပြစ်ခက်ရစေရတိုက်တွန်းမှုတွေရှိနေတာပါ။ဒီအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရတူဝါလည်းရှိလန်းကနိုင်ငံတကာတိုင်ဝမ်ကနေလေ ိန်စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆန်းစစ်သုံးသပ်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့လည်းမြန်မာနိုင်ငံမှာဘလို့စစ်အုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတော့နှစ်ပေါင်း80ကျော်သာပြည်ရင်းစစ်ကတပ်တည်မှုနားလည်ဖို့လိုတယ်လို့ဧပြီလ20ရက်နေ့မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ပြောဆိုခဲ့တာပါ Justice for Myanmar ကတော့အာဆီယံအနေနဲ့ငြိမ်းချမ်းရေးအတွက်ဂရီကဝတ်တွေကိုပြသခြင်းရင် Federal Democracy အတွက်အသက်တွေရင်ပြီးစစ်ကောင်စီကိုရရဲဝုန်းဝဆက်လက်ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေရဲ့အသံတွေကိုလေးစားရမယ်လို့ထောက်ပြခဲ့ပါတယ် အရန်ပတ်အဖွဲ့အစည်းတွေတောင်းဆိုထားတဲ့အတိုင်းအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်နေမြန်မာလူမှုဘူဟုပြုနီလန်နေတာငြိမ်းချမ်းရေးကိုဆောင်ကျဉ်းနိုင်မယ်လို့ထုတ်ပြန်ကြမှာအတိပေးဖော်ပြထားပါတယ်ချင်း။